ရေပြင်းမှုနဲ့တဝဲထူစီဝိုင်းဆိုဒေတာကဧကနေရွာနာမှာစစ်ကောင်စီတန်းနဲ့တွန်လိုက်တက်တို့ဒီကနေ့မေလ29ရက်နေ့မနေ့ပိုင်းကစလို့နှစ်ဘက်တိုက်ပွဲဖြစ်နေပါတယ်။မေလ21ရက်နေ့ကစလို့ရေပြူမျိုးဘက်ကနေလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တွန်လိုက်တက်တို့ဟာဒီနေ့မနေ့7နာရီလောက်မှတစ်ချိန်နဲ့နေ့လယ်7နာရီလောက်မှတစ်ချိန်နှစ်ဘက်ပစ်ခတ်မှုဖြစ်နေတယ်လို့နဘူးလေဒေတာခံမျိုးသမီးတူကပြောပါတယ်။ အေးစကောင်စီစကြမှာအင်အားတရာလောက်ရှိပြီးဝဲချောင်းရွာဘက်ကနေဧကနီရွာနာအထိတော်လန်တိုင်ဝင်လာတာလို့ဧကနီရွာသားကပြောပါတယ်။ဒါကြောင့်ဒုဝဲထူစီဝိုင်းစိုးစီမံကိအေရာထဲရှိတဲ့ဝဲချောင်းခမောင်းချောင်းဧကနီရငေဝစွန်တော်စားရီဂျီဝါငါရွာကဒေသခံတွေဘီလိုရာထွက်ပြေးတိရှောင်နေကြရတာပါ။စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ဟာ ဒွေထူစီဝါရေးဆိုကိုပို့ပေါအကောင့်ထဲဖော်ဖို့သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့မလာကစပြီးစစ်ကောင်စီတပ်ကအင်အားတိုးရလခါဒွေထူစီဝါရေးဆိုဒေတာတွင်စစ်ကြောင်းထုံနေသလိုအင်အားထပ်ဖြည့်တာတွေလည်းလှုံ့ဆော်လာနေပါတယ်